။ DWP ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ထိုင်းကမ်ဘောဒီးယားနေဆက်မှာတိုက်ပွဲတွေပြင်းထန်လာချိန်မှာထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ကမ်ဘောဒီးယားအားကစားသမားအားလုံးလက်ရှိကျင်းပနေတဲ့2025စီဂိမ်းအားကစားပြိုင်ပွဲကြီးမှာပါဝင်တော့မှာမဟုတ်ဘဲနှုတ်ထွက်လိုက်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါရယ်ကမ်ဘောဒီးယားအားကစားအဖွဲ့ဝင်တွေဟာဒီဇင်ဘာလ9ရက်နေ့ကဖွင့်ပွဲအခမ်းအနားကိုတော့ပါဝင်ဆင်နွှဲခဲ့ပြီးတဲ့နောက်ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာပြိုင်ပွဲကနေနှုတ်ထွက်ကြောင်းကြေညာခဲ့တာပါ ရန်ကုန်မှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီးစစ်တင်တဲ့အကြောင်းကိုပို့တယ်လို့ပဲစစ်ကောင်စီလက်အောက်ခံရဲတွေကလည်းလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီးရဲတင်တဲ့အကြောင်းတွေကိုပို့တယ်လို့မိသားစုဝင်တွေစီကသိရပါဗျ။ရခိုင်ပြည်နယ်ကစစ်ကောင်စီထိန်းချုပ်ထားစေဖြစ်တဲ့မြို့တော်စစ်တွင်တဲ့ကြောက်ဖြူမြို့နယ်တို့ကရက်ကွက်တစ်ခုနဲ့ကျေရွာ80လောက်မှာရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ခဲ့ပါဗျ။ DBB ရဲ့နောက်ဆုံးရသတင်းတွေကို DBB TV New Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါရဲ့ရှင်။